အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်အော်တိုဘားလ10ရက်စေတရင်ကောင်းတို့တုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်စေတရင်နေမတင်ပြခင်ကျွန်တော်တို့ဒီ Facebook မှာဝိလက်ဇင်ရောဆိုတဲ့ group တစ်ခုရှိနေပါတယ်ကျွန်တော်မဟုတ်ကြောင်းလဲရှင်းညာထားပြီးဖြစ်ပါတယ်ဒါပေမဲ့တဖြည်းဖြည်းချင်း group member ဝင်တွေက3000ကျော်4000နီးပါးတောင်ရောက်လာတော့မှာဖြစ်ပါတယ် အဆိုပါကလူဒီကျွန်တော်နဲ့မသက်ဆိုင်အောင်ကျွန်တော်မဟုတ်ပါကြောင်းဖြတ်ပြီးတော့ကြီးညာပေးခြင်းဖြစ်ပါတယ်။စကားတိုင်းတစ်ပိုင်းဗမောက်မြို့ကိုတော့အချမ်းဖက်တက်ရဲ့စစ်ကြောင်းတွေပြန်လည်ရောက်ရှိလာတာကိုတွေ့ရပါတယ်။ဖုံမလင်းကနေထွက်လာတဲ့မုံရွာခြေဆိုင် MS6 ချင်းမြန်တက်ရင်ဟာရှမ်းပြည်ပြည်သူစစ်တွေနဲ့အတူမြို့နီနာတဝိုက်ထိချင်းကန်လာနိုင်ခြင်းဖြစ်ပါတယ်။ဆက်တော့ ခမိုးကျွာနှစ်ခုကိုစစ်ကောင်စီဘက်ကပြန်လဲထိမ့်ချုပ်ခြေကိုယူထားပြီးမြို့အတွင်းသို့ပြန်လဲဝင်ရောက်နိုင်ဖို့ကြိုးစားနေတာရှိတယ်လို့ဒေသခံကာကွယ်ရေးအင်အားစုတွေကလည်းရှမ်းပြည်ပြည်သူစစ်ရဲ့အခိုင်အမာခြေကုပ်စခန်းတွေရှိတဲ့ကြောင်းလေရွာကိုဂျမ်းပြန်တိုက်စစ်ဆင်နေတာကိုလည်းတွေ့ရပါတယ်ဗမာမျိုးရဲ့အနောက်မြောက်နဲ့အနောက်ဘက်မီတာကောင်ကျော်အကွာအဝေးအထိရောက်ရှိနေတာဖြစ်ပြီးစစ်ကြောင်းနှစ်ကြောင်းနဲ့တိုက်စစ်ဆင်မဲ့အနေအထားဖြစ်ပါတယ် အမတ်ဆက်တော်ချင်းမြတန်ရင်ရဲ့စစ်ကြောင်းတွေဟာရှမ်းနီနယ်မြေထဲမှာခြေကုပ်ယူလိုက်တာဖြစ်တဲ့အတွက်အုပ်ချုပ်မှုကိစ္စခက်ခဲရမှရှိပါဘူးသို့တော်ဟုံးမလင်းကလည်းခြေပင်စစ်ကြောင်းလာတာဖြစ်တဲ့အတွက်ခဲရန်ကစကားပြောလာနိုင်ပါတယ်ကျော်လိုင်းရဲ့ရာသူတွေဘက်ကတော့မြို့သိမ်းတိုက်ပွဲမှာတင်းစဲရရှိထားတဲ့လက်နက်ငယ်ကြီးနဲ့ခဲရန်တွေကယခုခံစစ်မှာအတန်အသင့်တော့အထောက်အကူရစေမှာဖြစ်ပါတယ် ဒါကြောင့်အစမ်းမဲတိုင်ရဲ့စစ်ကြောင်းတွေဟာလေကြောင်းကနေအထောက်ပံ့ကိုစောင့်ဆိုင်းရအောင်မဲ့အနေထားရှိပါတယ်။သို့တော့ဗမောင်းမျိုးတဲ့ရောက်မှာလေကြောင်းအပူရောအထောက်ပံ့ရောတခါတည်းလုံမလားဆိုတာကတော့မသိရသေးဘူးစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကြောက်နေတာအမတ်စကြောင်းချင်းမြန်တိုင်ရဲ့စစ်ကြောင်းဟာတာမန်စစ်ကြောင်းတစ်ကြောင်းနဲ့ခဲရန်နေပူပါမလားဘူးဆိုတာပဲဖြစ်ပါတယ်။ ။စပြန်လေးကတော့စစ်တိုင်းမှုဝယ်ဘလူးမျိုးမင်းတွေလင်မယားနေရာသလုံးဟုံးမလေးတီ COA ဆင်းချလာတာကိုတွေ့ရပါတယ်။ကျမနေ့ညနေပိုင်းမှာလည်းဒီပိုင်းရင်းမြို့နယ်အတွင်းကိုဝိုင်းတွဲတဲယူပို့ဆောင်ရေးလေရင်နဲ့ဘုံကျဲတိုက်ခိုက်လာတာရှိခဲ့ပါတယ်။ဘုံရလေးစိတ်ကိုတော့၅စင်းမြောက်ဂျိုင်ရိုကော်ပတာဇမန်နေ့နေကင်းပိုင်းမှာအထက်မှန်ရောက်ရှိဆင်းသက်လာခဲ့ပါတယ်။နှစ်စင်းတော့မဟုတ်သုံးစင်းအုပ်ဖွဲ့ပြီးပါကကလေးဘက်ကိုပို့မယ်လို့မှန်းဆရပါတယ်။ ချက်ဖက်တဲ့ဟာစေးရွှေပြောင်းတွေကိုသူတို့ရှုံးနိုင်နေစင်မှာဆိုရင်ခိုးကြောင်ခိုးဝက်လှုပ်ဆောင်လေးရှိပေမဲ့နည်းနည်းအသာစီးရလာတဲ့အောင်ရှိလာရင်စေးပြချင်းချောက်လေးရှိပါတယ်။သမ္မတအယူရင်းကျော်အနာယူပြီးသမ္မတအီဥဝေးမြင့်အစပြီးတာဝေယူစဉ်ကာလကဖြစ်ပါလိမ့်မယ်။ခူကောင်းချိုင်ဝမ်းတနိုင်းလူမြင်ပတ်မှာပါ။အဲဒီကာလတုန်းကစေးရဲ့အတင်းမှာဆုံးအချိန်မှာ MI70 စေးရဲ့အရင်နဲ့ရင်ဆွဲအမြောက်ကြီးတစ်လက်ကိုချိန်ဆွဲပြန်တန်းပြီးတော့ တနိုင်းမျိုးကို တပတ်ပတ်မှာချင်းချောက်ခဲ့ဥပါတယ်။ဆိုရှယ်မီဒီယာမှာပါ အဆိုပါမူဗီတွေဟာပြန့်နှံ့နေတာမို့အမှတ်မိကြမယ်ထင်ပါတယ်။ကရင်ဒီနယ်မှာလည်းတစ်ချက်ကြည့်ပါကျွန်တော်ပြောခဲ့တာအမှတ်မိကြအောင်မယ်ထင်ပါတယ်။စစ်တပ်ရဲ့ဖလုတ်ရမျိုးစံမှာစစ်တိုင်းမှုတွေဟာတမမှုအစဉ်တာတာလောက်ပဲလုတ်ပိုင်ခွင့်ရှိတော့မယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ရခိုင်လိုတိုင်းစစ်ဌာနချုပ်ထဲမှာပဲ ရုပ်ကြောက်ကြထိုင်ခိုင်းတော့မှာမဟုတ်ဘူးမဟုတ်ပဲညီဒီကိုရသလောက်စင်ခိုင်းတဲ့အနေအထားကိုတွတ်တွေ့ရပါတယ်စစ်တိုင်းမှုကြော်လင့်မအောင်နဗူတန်နယ်ဒီစင်ပြီးစိတ်သက်စစ်စင်လာလောက်ရတာကိုတွေ့ရပါတယ်ကျိုင်းစိတ်ကြီးတယ်မှာလဲကိုရင်ပြလာနိုင်ကြီးရှိပါတယ်ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်တုန်းကမိသားစုဝင်တချို့ကပါပြန်ပြီးပို့ထားတာတွေ့ရတယ်ဆိုတာအမှတ်မိကြအောင်မယ်ထင်ပါတယ် နေတော့ရှေ့ကသွားနေညာနောက်ရကြရင်အဘလည်းလိုက်လာခဲ့မယ်ဆိုပြီးမှတ်တမ်းဓာတ်ပုံရိုက်မယ်အနေထားများလာဖြစ်ပါတယ်အဲ့ဒါလိုမျိုးတွဲဆုံမွဲတွေကစိတ်ဓာတ်စစ်စစ်ရေးဆိုပေမဲ့တကယ်တမ်းမြေပြင်မှာပိုတောင်စိတ်ဓာတ်ကျစရာဖြစ်ပါလူရဲစနေကြောလောက်ကလေးကဖြစ်ပါလေခြေလေးခြေမြန်တိုက်ရင်နေဟာလူကြီးခီးစဉ်တက်စစ်လာမယ်ဆိုရင်စစ်လာပြီးတိုက်ခိုင်အောင်မထဲတောင်ကြောက်ကြလေရှိပါတယ် ဂျူဝါဘူးလောက်ဆိုရင်တောင်မှအဲ့ခံစိတ်ပါညာတော်တော်လေးကုန်ပါလေကျွန်တော်နေခဲ့ဦးတဲ့တက်ကလမ်းဖေးတက်ထထဖြစ်တဲ့အပြင်တကူကြီးဘရားကိုအသွားပြန်လမ်းကြောင်းတင်တော်မူတက်ဆစ်ပြပြီးမကြမကြရောက်လာကြနေရှိပါလေကျုပ်သာဆုံးအငိမ့်သားတွေတောင်ဖရားဝင်ဘူးရင်ကျုံရင်ကျုံတယ်လို့သေးပေါက်ချီယူဝင်လာသည်ရှိပါနောက်ပိုင်းကျတော့တက်ဆစ်လာရင်လည်းတက်တွေမပန်းအောင်ဘာမှလုပ်မထားဘူး နေပြည်တော်ရေသာတစ်မျိုးတည်းသာထားဖို့ဆိုပြီးညွှန်ကြားချက်တွေရှိလာပေမဲ့ချစ်တယ်လို့ကြွေးကြည့်ပါလားဗျာအိုးဟို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 တောင်ချစ်သွားအောင်ပါဗောစစ်ယူအောင်လောက်လာရင်တော့အဆသာအရာရာသတိရှိကြဖို့အရေးကြောင်တစ်ခုဆိုရင်စစ်ကူမမြော်ဘူးပြစ်ကူပဲပေးနိုင်မှာဆိုတာကိုသကလုံးပြောင်းပြီးလာလာအားပေးတာဖြစ်ပါစတိုင်းမှုလောက်လာမယ်ဆိုရင်တော့ဘာရှင်းနေနေပြောင်းထားပါရဲအထုပ်ပပါလက်ကြီးလာဆရာမိဘအမေရအဲ့ဒါလိုအဆိုးရှိပါ ူကြီးလာမယ်ဆိုရင်ထောက်ပံ့ပစ္စည်းတွေပေးတယ်ဆိုတော့အောက်ခြေအရာခံအကျစစ်တွေကမျောလာပျော်လာကြပါတယ်စတိုင်းမှုဆိုတာသူ့ဘာသာတောင်းကားလေးနဲ့အနိုင်နိုင်လာတာဖြစ်ပါတယ်ဘာပစ္စည်းမှပါလာတာမဟုတ်ပါတိုင်းစစ်ဌာနချုပ်ကနေထွက်လာပြီးလမ်းကိုရောက်ပြီးဆိုတော့မှအိမ်တော်စုဘလောက်ရှိလဲတစုကိုအချက်ကိုဘလောက်အချက်တော်လီဘလောက်သား အာလူကဘယ်လိုလဲဒါခေါက်ဆက်ရောက်ကဘယ်လိုထုတ်ဘလောက်စီထုတ်တာဆိုတာကအရင်လာတာဖြစ်ပါတယ်ခက်ဒီဒီပဲဓာတ်ပုံတွေရိုက်ချက်ကတော့နှွေးခေါင်းကောင်းချက်စီးတွေလက်နေတဲ့အတိုင်းပါပဲအဲ့ဒါလို့လည်းမှားကြပြီလို့ပြန်တော့မယ်ဆိုရင်ရေခုံရတာကတာရေးဘူကြီးတက်ထောက်ဘူကြီးဌာနချုပ်တက်ခွဲမှုတွေပဲဖြစ်ပါတယ်ထောက်ပံ့ပြည်စီကြတဲ့ငွေဘူးဘယ်သူပေးပါလဲဆိုတာကို၃ရောက်သား နေရာတွေခွဲပြီးတော့အနီးကပ်ပြီးပြုတ်ပြလိုက်ခက်လန်းလားကနေပြုတ်ပြလိုက်နဲ့နောက်ဆုံးကားပေါ်တက်ခံပြီးထုတ်ပေးသွားတယ်ဆိုကမှအောင်မီအောင်မီဆိုပြီးချိန်ဝါနိုင်တာဖြစ်ပါဒီနေ့ခေတ်ခါမှာတော့အဲ့ဒီအကွက်ဟောင်းကြီးတွေမရှိတော့တော့ပါဘူးစစ်နိုင်တာမှန်သမျှအကုန်ယူစနစ်ဖြစ်နေပြီဆိုတာကိုတွေ့ရပါတယ်အကြံပြန်ကောက်ချက်ချအရင်တော့စစ်တိုင်းမှုတယောက်ဒီလောက်အနေထားပြလာတဲ့သဘောဟာပါတီတချို့အားသေးမိသွားဖို့ရပါတယ် ်လက်ရှိ6နှစ်ခွနဲ့ကြာရင်းစည်ကြီးတို့လုံးမှာအမတ်စနစ်စစ်စစ်ကိုကဲမှုဌာနချုပ်ရဲ့နောက်ချံစစ်ကြောင်းတွေဖြစ်တဲ့သင်္ကန်းညီတော်တပ်ပြက်တွေပေါ့အမတ်355ခြေနေတိုင်ရင်အမတ်356ခြေနေတိုင်ရင်အမတ်73စစ်စစ်ကိုကဲမှုဌာနချုပ်ရဲ့စစ်ထွက်စစ်ကြောင်းတွေဖြစ်တဲ့အမတ်358 432 555 959ခြေနေတိုင်ရင်အမတ်6ပညာရေးသင်္ကန်းကြောင်းအမတ်318အမြောက်တပ်ရင်နဲ့အမတ်22ခြေလင်တပ်မှဌာနချုပ်ရဲ့တပ်တွေဖြစ်တဲ့အမတ်208 အမှန်တရားကိုခြေပြန်တရင်တို့ကိုဖြန့်ခွဲနေရချထားတာကိုတွေ့ရပါတယ်။ချမ်းမြေနယ်မြောက်ပိုင်းနေသားကတော့တော်တော်လေးခရူးဆက်ရမှာဖြစ်ပါတယ်။အကြဖက်တိုက်ရဲ့ဓာန်ပြန်ဝါရဖြန့်တဲ့စနစ်ဒါမှမဟုတ်ဆဲရီ နေရာပေါင်းစုံကနေစိတ်ဝင်လာရှိနေပါတယ်။ကျွန်တော်လွတ်မြောက်နေပြီတနေရာမှာကြုံခဲ့ဥပါတယ်။သတင်းတစ်ခုပါ။ဘာသတင်းဆိုတာတော့မမှတ်မိတော့ပါဘူး။ ကျွန်တော်မိတ်ဆွေတယောက်ကိုဘိုးချုပ်ဖရဲကြီးကလှမ်းပို့တာဆိုပြီးပြောလာပါတယ်။အာဟုတ်လားကြီးလားဗော။နည်းနည်းကြာကြာဆက်ပြောကြည့်တော့အနီဘိုးချုပ်ဖရဲကြီးကလာတယ်ဆိုတဲ့တဲ့ရင်ဟာခံတော်တဲ့ဆိုတာမျိုးတော့ပဲအစစ်ရှိတယ်ဆိုတာကိုတွေ့ရပါတယ်။တဲ့ပေါကြမှုသို့မဟုတ်ရှင်မှုအစဉ်တည်းမှာစစ်ပက်ဆိုင်ရာအတုံးတုံးကိုကြည့်လိုက်ခြင်းအပြင်ဘေးနီးယားကလာပြီးဘလောက်ခိုင်မာမှုရှိတယ်လဲဆိုတာကိုတွက်ဆကြည့်လို့ရပါ အခုလိုမျိုးကျမ်းမဲ့တဲ့ဘက်ကစေရရအသာစီးအနေငယ်ရသလိုလိုလေးရှိလာတဲ့အချိန်မှာဝါရဖြတ်ချီမှုတွေအချိန်ဟုန်မြင့်ပြီးလှုပ်လာပါလိမ့်မယ်စေလှုပ်ရှားမှုတည်နေလဲမကြမကြရရှိလာပါလေဦးမယ်အဲ့ဒီမှာဘာတွေ့လာမလဲဆိုတော့တကြီးတမဲ့ရဲ့တငယ်ချင်းရောက်ဖဆိုတဲ့လိုမျိုးပေါ့တကြီးနဲ့ပိုင်နေဆိုတဲ့အတန်းစားတွေထပ်ပြီးပေါ်ပေါက်လာဖို့ရှိနေပါတယ် အလင်းဝင်လက်နက်ချသူတွေကိုပါစနစ်တကျစစ်ကြောပြီးတီးကြထိမ့်သိမ်းဖို့လိုအပ်လာတဲ့အချိန်ကိုရောက်ရှိလာပါပြီ။ဆရာရင်ပြည်ညာနေကြတာဒီဘောနဲ့နာမတူကြမိုလီတရာကိုချိုးလိုက်ပြီးကျိုးသွားပြီးဆိုပြီးစိုက်ဝါထဲ့လာခဲ့ပါတယ်။ဒီပြည်ဟာစစ်တပ်ရဲ့လူလားချက်ဖြစ်ဖို့များပါတယ်။ဒုတိယမဟုတ်လောက်ရန်အစီအစဉ်ရှိတာကိုတစ်ဖက်လက်နဲ့ဆန်းသပ်ခြင်းမီလို့ဆိုတာကတော့တိတိကျကျမသိရှိရပါဘူး။ တကယ်တမ်းမြေမြေအနေထားရာစစ်တပ်ဟာလက်နက်ကြီးလေးကြောင်းကနေစိတ်ထင်တိုင်းစီးစီးညံ့ညံ့ပြစ်ခတ်ပြီးတီယန်နာတွေတို့ကိုပဲခတ်တီတီနဲ့အပြစ်ပုံချနေတာကိုတွေ့လာရပါတယ်အနည်းစားဆုံးခံမရရင်တီဘောဘော်တွင်နာမတူမှာရှားတော်ဘွားတွေရဲ့အမွေနစ်နဲ့ကိုလိုနီခေတ်ကျန်လက်ရာတွေရှိနေတာဖြစ်ပါတယ်တီယနာလီနဲ့ပူပေါင်းအဖွဲ့တွေအပြင်းထန်ခံစစ်ဆင်ရင်ဒါတွေပြည့်စည်မယ်ဆိုတာမျိုးဖြစ်လာစေဖို့ ဒေသခံတွေကိုနှစ်ကြောင်း ပေးလာတာမျိုးလဲဖြစ်နိုင်ပါတယ်စီဝါကိုအကြမ်းဖက်တပ်ကတကယ်လို့ရခဲ့ပြီဆိုရင်တော့လာရှိုးပြင်းဦးတွင်လမ်းမိုင်းကိုကွက်ပြစ်နင်းနိုင်ဖို့အများကြီးလုပ်အောင်မှာဖြစ်ပါတယ်ဒါကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းနေပြည်တော်အထိနဲ့နဲ့ဆိုင်ဆိုင်စစ်ကြုံမသွားရဲတော့ပါဘူးဒါကြောင့်စိတ်ဓာတ်စစ်စစ်ရေလုပ်တဲ့အနေနဲ့လေချောင်းတိုက်ခိုက်မှုအပြင်းထန်ဇက်တိုက်လှုပ်လာတာဖြစ်ပါလိမ့်မယ် နမ်ဆန်မျိုးနဲ့ပါဝင်တင်တဝိုက်ကိုလည်းလေချောင်းကင်းထားမှုမပြတ်လှုပ်ဆောင်နေတာတွေရှိနေပါတယ်။တိဘောမျိုးအနည်းကိုအကြမ်းဖက်စစ်ကြောင်းတွေတဖြည်းဖြည်းတိုးကပ်လာနေတာမှန်တယ်လို့ TNL တွေတို့အဖွဲ့တွေကလည်းမျိုးရင်းမှာပဲရှိနေကြတာဖြစ်ပါတယ်။ကြေမီနဲ့ဗမာစစ်မျက်နှာမှာတော့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းအဖွဲ့တွေဟာအကန့်အသတ်နဲ့သာတိုက်စစ်ဆင်နေရတဲ့အနေအထားရှိပါတယ်။ ။ဒါပေမဲ့ချမ်းဖက်တိုင်းရဲ့မက်ဆီကင်တော့ကတိတိတသာရော့ကြမသွားသေးတာကိုတွေ့ရပါတယ်။ချက်ဖူအော်တိုဝါလာပထမအပတ်တွင်ပါလေနေမြေကတက်တွေဖြစ်တဲ့အမှတ်239ခွန်ခြေလင်းတိုင်းရဲ့အမှတ်380ခွန်ခြေမြန်တိုင်းရဲ့အမှတ်88ခြေလင်းတက်မှဌာနချုပ်ရဲ့လက်အောက်ခံအမှတ်415ခြေမြန်တိုင်းရင်းတို့ဟာစစ်ကြောမှုအဆင့်ဘုံမှုတရားအပါအဝင်စုစုပေါင်း30ဝန်းကျင်မက်ဆီကိုက်ထားတယ်လို့သိရှိရပါတယ်။အဲ့ဒီမှာ မြို့ပြခြေဆိုင်အမှတ်389ချင်းမြန်တိုင်းရင်ကြောင်းနည်းငယ်ပြောပြပါမယ်။အမှတ်389ချင်းမြန်တိုင်းရင်ဟာအကြမ်းဖက်တိုက်ရဲ့1990ခုနှစ်ဝန်းကျင်စတဲ့တွေတိုးချက်စဉ်စတင်တိရောက်ခဲ့တာဖြစ်ပါတယ်။မိုးကောတကြားတော်ခြေဆိုင်အမှတ်3စစ်စစ်ရေးကုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတပ်ဖြစ် GL ဖွဲ့စည်းခဲ့တာမှန်ပေမဲ့မြို့စ်ကလေးမွန်ညင်းထက်သုံးမှုတာမြောက်ချင်ပါတယ် ညောင်ကုန်းနမ်မာနမ်မာပြီးရင်ရောက်တဲ့မျိုးစစ်ကလေးအဲအဲ့ဒီမျိုးစစ်ကလေးနဲ့နေရာလွှဲမှာပြီးဗမော်မျိုးစစ်ကိုရောက်ရှိသွားခြင်းဖြစ်ပါတယ်။ဒါကြောင့်အမတ်တော်စစ်စင်ကိုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတိုင်ရင်၁၀ရဲ့မှာ380ကနေ390စီရီလဲမှာ380ခုံးဆိုတဲ့နံပါတ်ပြောင်းနေခြင်းဖြစ်ပါတယ်။ အဲ့လိုပြောတော့တိုင်းဆိုင်ပြအောင်ကိုပင်အခြေဆိုင်ပေါက်ကရ40ဆိုတဲ့အမှတ်40ချင်းလင်တိုင်းကိုအစားထိုးဖြည့်တင်းထားတာကိုတွေ့ရပါလိမ့်မယ်2019ခုနှစ်ခုနှစ်အလွန်ကာလတွေမှာတော့အမှတ်30ကိုကဲမှုဌာနချုပ်ကိုအမှတ်3ချင်းလင်တပ်မဟာအဖြစ်ပြောင်းလဲဖွဲ့စည်းပြီးမှာတော့တတ်တချို့ဖြတ်သိမ်းခဲ့တာလည်းရှိပါတယ် ဘဘမြို့နမိုင်ခေါက်ကလက်အနီးကအမှတ်320ချင်းမြန်တက်ရင်ရဲ့ယာယီခြေကုပ်စခန်းငယ်နေရာ၃ခုကိုလည်းစစ်ကောင်စီပြန်လဲလက်လွတ်ထားလိုက်ရတာကိုတွေ့ရပါတယ်။ဆက်ဆံနေနေဖြစ်တဲ့အရွှေဘုံမြို့နယ်ဟာလည်းစစ်အုပ်ချုပ်ရေးကြီးညာခဲ့ပေမဲ့ရွေးကောက်ပွဲမပြုတ်လုံနိုင်တဲ့စီးရင်ထဲမှာတော့ချန်လက်ထားခဲ့တာကိုတွေ့ရပါတယ်။ဘဘတို့မြို့နယ်လုံးကိုဂျာနုံးကြီးထိန်းချုပ်ပြီးဟန်ပြရွေးကောက်ပွဲပြုတ်လုံနိုင်မှုဆိုတာအကြမ်းဖက်စစ်တပ်ရဲ့လက်ကျန်အချိန်တွေဟာ တချင်းချင်းနှဲပါလာပြီဖြစ်သလို KIA ကချင်းလွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေရဲ့မူလစစ်ရေးညီမှန်းချက်ဟာလည်းသာတဲ့သာနှဲပါလာနေပြီဆိုတာကလည်းညင်းလို့မရတဲ့ပကတိအခြေအနေမှန်တာဖြစ်ပါတယ်ဖားကမျိုးနဲ့နမပြေအောင်စုမလန်းကြီးရွာကြောက်စိမ့်တောင်ရက်ွက်ကိုလေချောင်းတက်ကဲမှုပြုလုပ်တာပြီးအထီးကြိုက်တော့မသိရှိရသေးဘူးဖြစ်ပါတ ပြည်နေပြည်နယ်ရဲ့နာမည်ကြီးဒေါကန်ကလမ်းဝဲမှာတော့ drone တွေနဲ့ကင်းထောက်ပြန်တမ်းမှုတွေလောက်ရာကနေထိတွေ့တိုက်ပွဲအနေငယ်ရှိခဲ့ပါတယ်။အကြမ်းတဲ့ဟာပြည်နေနယ်မြေထဲကိုအင်အားသုံးဝင်ရောက်လာပေမဲ့အလုံးမဖြစ်လာတာကိုလည်းတွေ့ရပါတယ်။သူတို့ကနေဘောလခဲဘက်ကိုဆက်ထွက်လာတဲ့စစ်ကြောင်းရဲ့အစိပ်ပိုင်းတချို့ဟာနန်းဖဲအနီးဝင်းကျင်အထိရောက်ရှိနေတာကိုတွေ့ရပါတယ်။ ။သို့သည်မဟုတ်ဘောလကဲတက်နေတဲ့ကနေထွက်လာတဲ့စစ်ကြောင်းလဲခြေကောင်းဖြစ်နိုင်ပါတယ်။တစ်ဖက်မှာလည်းဖားကောင်းခြေဆိုင်အမှတ်135ခြေလင်းတန်ရင်ကိုမြေပြင်စစ်ကူစစ်ကြောင်းသွားဖို့ပြင်တဲ့အဖွဲ့ဟာလည်းထိတွေ့မှုရှိနေပါတယ်။အဲ့ဒီကနေနေကတော့ခရင်ဒီပူပေါင်းတက်တွေမာမာကြောကြောတာခုခံမဲ့ဆိုပါလေကျိုးတရားကိုကြော်လာနိုင်စရာမရှိဘူးဖြစ်ပါတယ် ။အခရောကြီးကထွက်လာတဲ့စီရင်နာဟာဘောလက်ထဲကိုပုံမှန်အဖြစ်ဆိုရင်ရောက်နေနိုင်ပြီဖြစ်ပါတယ်။ဖရူဇိုမာတော့ဟာဝေဝေစားစားအောင်ပွဲခံမှုတွေမပြုတ်လို့ရတဲ့အချက်ဟာစဉ်းစားစရာအချက်တစ်ခုဖြစ်နေပါတယ်။နောက်ဆုံးသိထားသလောက်ဆိုပါလေဖေကုံခြေဆိုင်အမတ်ခွန်စစ်စင်ကိုကဲမှုဌာနချုပ်အတွင်းမှာအင်အားတွေစုသီးနေုံရပါတယ် ချင်းရည်နဲ့တောင်ပိုင်းအဆက်ပင်လောင်းတကြောကိုတော့ပအိုးပြည်သူစစ်ကိုသာပုတ်ပြပေးထားပြီးမိုးပြဲဖယ်ကုန်အနောက်ဖက်ခြမ်းတကြောကိုဆက်ဆက်နိုင်မှု အစီအမံတွေရေးဆွဲပြင်ဆင်နေတာဖြစ်နိုင်ပါတယ်။ဟန်လီတိုင်းတွင်မှာတော့ဂေါ်ဝင်ရန်နာဘုံစိတ်ကန်းကနေအင်အား30ခန်းဟာရေရင်တစည်းနဲ့မရရာမြို့နယ်မူချိုးကြီးရွာဘက်ကိုကန့်ကတ်ရန်နာလာတာကိုတွေ့ရပါတယ်။အစိမ်းအစကြောင်ရောက်လာပြီးမကြခင်မှာတော့မရရမြောက်ပိုင်းကိုလေကြောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တာရှိပါတယ်။ အမှန်ကားစစ်စစ်ရဲ့ထုတ်ဖွဲ့မှုဒုတိယဗိုလ်ချုပ်ကြီးကျွန်းနဲ့ကိုကိုဦးကတော့လေပိုင်းတိုင်းစစ်တာနာချုပ်စစ်တိုင်းမှုအသည့်ဆက်ဆက်ကလေးဗိုလ်မှုချုပ်တင်မင်းလက်ကိုနထိုးကြီးမြို့နယ်အဓိကထားပြီးနယ်မြေရှင်းလင်းမှုဖိအားပေးခံရတယ်လို့သိရှိရပါတယ်။တစ်စလုံးစစ်မဲ့ဖြစ်ပွားခြင်းမရှိခဲ့တဲ့ Central Command ဟာ Brand ရောင်းနေပေါ့တပိတ်ချင်းမရယာစင်ကူမိုးကုတ်နဲ့နထိုးကြီးဒေသတွေကိုစစ်မျက်နှာတပြိုင်တည်းထဲဖွင့်ထားနေရတာဖြစ်ပါတယ်။ မကွေးတိုင်းဗရန်တန်နဲ့နိုင်ရံဆင်းမြနာမှာတော့ချမ်ပဲစစ်တပ်ဘက်ကလည်းတိုက်စစ်ပြန်ဆင်လာတာကိုတွေ့လာရပါတယ်။ချမ်ပဲတပ်ဟာနိုင်ရံကဘာလုံးစခန်းနဲ့နောင်ကျေးရွာကြားမျောစစ်စခန်းပတ်လည်တဝိုက်ကိုဒရုန်းနဲ့တိုက်စစ်ဆင်လာတာကိုတွေ့ရပါတယ်။ဥပဒေတွေဘက်ကတော့ဂုံကြီးစကန်းကိုတိမ့်ပိုက်ရရှိတယ်လို့သတင်းထွက်ပေါ်လာပြီးမှဗရန်နဲ့ငဖဲအတွင်ပိုင်းအထိကိုနက်နက်ရှမ်းရှမ်းစိတ်ဝင်ထိုးဖောက်လာနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ုံကြီးကိုသာအချမ်းဖက်တက်ဟာလက်လွတ်လိုက်ရတယ်ဆိုပါလေအမ်ဘရန်လန်ဟောင်းကိုသာအသုံးပြုလို့ရတော့မှာလို့သုံးသပ်ခဲ့ပြီးဖြစ်ပါတယ်စုံလုံးခြေဆိုင်အမတ်905အမြောက်စစ်စင်ကုကဲမှုဌာနချုပ်ကနေတက်လာတယ်စစ်ကူရင်နှန်းစစ်ကြောင်းတွေကိုပါစက်စီရွာကိုမကျော်ဖြတ်နိုင်ဖြစ်နေတယ်ဆိုတဲ့သတင်းတချို့လည်းရှိနေပါတယ်နိုင်ငံစကားကုန်းဇင်မြွန်ကြားအမတ်ဆက်လေးကာဝယ်ရေးပစ္စည်းဆက်ရုံရဲ့အနိဒမိုင်ကွာထီ ပူပေါင်းတပ်တွေရဲ့စစ်ကြောင်းတွေဟာချင်းကပ်ထားနိုင်ပြီလို့ဆိုပါတယ်ဒီလိုဆိုပါလေနိုင်ရွာမှာရှိတဲ့အကျန်းဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေကရောမရှိတော့ခြင်းလေလို့ဆိုဒီမဟုတ်အဆိုပါစစ်ကြောင်းတွေကိုရှောင်ကွေးပြီးတွားခဲ့ခြင်းမေလို့ဒီလိုသာဆိုပါလေနှစ်ဖက်ညက်ပြီးချိန်မုံခံရနိုင်ခြင်းရှိပါတယ် ကျွန်တော်ရဲ့တင်ပြချက်ကိုမရှင်းပါဘူးဗီဒီယိုခဏရက်ပြီးမြေပုံကိုတစ်ချက်ကြည့်လိုက်ရင်အနည်းငယ်မြင်လာပါလိမ့်မယ်တကယ်တမ်းတော့တမိုင်ကွာဝေးဆိုရင်တော့နောက်ထပ်မီတာ300လောက်သာဆက်ပြီးတိုးဝင်နိုင်ခဲ့ပဲဆိုပါက60မမမီလီမီတာကွန်မန်ဒိုစိန်ပြောင်းတဲ့တောင်အပြင်းမြေတစ်ချက်ချင်းပြစ်ခတ်နေလို့ရပြီဖြစ်ပါတယ်နောက်ဆုံးအနေထားရအချင်းတွေရှုပ်ထွေးနေတဲ့တာဖြစ်ပြီးတမန်လေးနဲ့ဂျမန်လေးကအထီးတော့ဇင်မျိုးကြီးရွာကိုဖြတ်သန်းပြီးရှိရင်အဲ့တချို့ လဟောင်းတိုင်းဗစီကြီးတော်မှာတစင်းနိုင်ရင်ကန်တို့တက်ရောက်နေကြတာဖြစ်ပါကြောင်းကောင်းနှုတ်သုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရယ်